င်္ဂလာပါ Intech Education ကကြိုဆိုပါတယ် ဒီခြေကတော့ iTech Education ကဒေါက်တာရင်နာပဲဖြစ်ပါတယ်။ဒီနေ့မှလည်းပဲဒီခြေက small game လေးတစ်ခုကိုရေးချင်ပါတယ်။ခြေတို့ဗမာတွေမှာဆိုရင်ဘိုကြားတနက်ဆိုပြီးတော့ဆော့တယ်မလား။ဒီဖက်နဲ့တစ်ဖက်ဆော့ကြတယ်။အခုကတော့ခြေတို့ဘယ်လိုနဲ့ဆော့မလဲဆိုတော့ကွန်ပျူတာနဲ့ဆော့ကြမယ်ပေါ့။ဟုတ်ပြီနော်။အဲ့တော့ဒီမှာ rock paper scissors ဆိုပြီးတော့ခြေအာခြေတို့ရဲ့ဘိုကြားတနက်လိုပဲပေါ့လေ။ကြောက်တုံးရယ်၊စာရွက်ရယ်၊ကက်ချီရယ်ဆိုတဲ့ဟာမျိုးလေးကိုအခြေ small game လေးတစ်ခုကိုရေးချင်ပါတယ်။အားလုံးပဲဗီဒီယိုဆုံးတဲ့အထိ channel တူလိုက်ပြီးတော့လေ့လာကြည့်ကြပါအောင်ရှင်။ โอเคကျေပိုက်ချမ်လေးကိုတွားမယ်အဲ့တော့ကျေရဲ့နေဂိမ်းလေးက rod ရဲ့ကြောက်တုံးရဲ့ paper ရဲ့ paper ရဲ့ a sixer ဟုတ်ပြီနော် rod paper sixer ဆိုပြီးတော့ခြေထားလေးရရမယ်ဟုတ်ပြီအဲ့တော့ဒီခြေက system နဲ့ system နဲ့တနည်းအားဖြင့်ကျေတို့ကွန်ပျူတာနဲ့ဆော်မှာမလားဒါကြောင့်မလို့ကွန်ပျူတာကနေပြီးတော့ random ထုတ်ခိုင်းမယ်ဒါကြောင့်မလို့ random ဆိုပြီးတော့ ် library file ကို import လုပ်မယ် twice random ကို import လုပ်မယ်ပြီးွားရင် twice ကတော့ဘာရှိလဲဆိုတော့ twice ဆိုတဲ့ list ထဲမှာဘာရှိလဲဆိုတော့อืมခိုင်းเนาะ twice ဆိုတဲ့ list ထဲမှာအာ rock ရှိမယ် paper ရှိမယ် paper ရှိမယ် sixer ရှိမယ်ဟုတ်ပြီနော် raw paper sister okay အဲ့တော့ user ကို user ရဲ့အာ user ရဲ့ choice ပေါ့ user choice ဆိုရေးလိုက်အောင် user h o i c choice user ရဲ့ choice ကို input တောင်းမယ်ဟုတ်ပြီနော် input ဆိုပြီးတော့ rod ရဲ့ paper ရဲ့ six တဲ့ကနေပြီးတော့ choice လုပ်ပါဆိုပြီးတော့ပြီးသွားရင်သူကအကြီးပဲဖြစ်အသေးပဲဖြစ်အားလုံးကို low ပြောင်းထားလိုက်မယ်ဟုတ်ပြီနော် okay ပြီးသွားရင် computer choice ရှိမှာပေါ့ကျွန်တော်က computer နဲ့ဆိုရမှာ ਉਹ computer 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 choice အပြီး computer choice ကတော့ဘာလာမှာလဲ random door choice ချာနေပြီးတော့ဘယ်ရလာမှာလဲ choice ဆိုတဲ့ဘယ်ရလဲ array တွေကအပေါ် array တွေအောင်ဖြစ်တဲ့ choice ဆိုတဲ့ list တွေကလာမှာပေါ့ ဟုတ်ပြီနော်အဲ့တော့ random.twice ဆိုပြီးတော့ twice ဆိုတဲ့ဒီ array အဲ့ sorry array ပါနေ sorry ဒီထဲမှာပေါ့အဲ့ list တွေကဟာပေါ့ list တွေက data ကိုယူတော့ပြီးတော့ယူတဲ့ကယူတော့မယ်ပေါ့အဲ့ထဲကနေပြီးတော့ယူ computer ကနေပြီးတော့ twice လို့ဆိုပြီးတော့ပြောလိုက်ပြီပြီးွားရင် user ကဘာကို twice ထားလဲ computer ကဘာကို twice ထားလဲဆိုတဲ့ဟာကိုအဲ့တို့အာပြပေးမယ်ပေါ့အရင်ဆုံးမဆော့ခင်အရင်ဆုံးပြပေးမယ် user c h o s e choose user choose က CHOSC ပါ CHOSC user choose user choose ကတော့ဘာလဲဆိုတော့ here user ရဲ့ choice ပါ user ရဲ့ choice ဖြစ်ပြီးတော့ print အာ computer choose ပေါ့อืม computer choose ကတော့ဘာလဲဆိုတော့ ကွန်ပျူတာရဲ့ choice ပါဒါအရင်ဆုံးပြတာပြီးွားရင်ခြေလို့စစ်မယ်လေဘယ်သူနိုင်လဲစစ်မှာမလား if အကယ်၍များလေ user choice က equal equal ကွန်ပျူတာရဲ့ choice နဲ့များတူနေရင်ဘာ print ထုတ်မလဲ print ဆိုပြီးတော့ is draw တည်ပဲဟာနော် is is a draw ဆိုပြီးတော့ဖြည့်ထွက်မယ်ဟုတ်ပြီနော်တည်ပဲဆိုပြီးကြပြီးွားရင်ပြီးရင် active ကိုသွားမယ် active မဟုတ်ဘူးတရားရောက်ကတော့ရှုံးတော့မယ်လीโอเคအဲ့တော့ user ရဲ့ choice က equal equal ကြောက်တုံးဖြစ်ပြီးတော့ဟုတ်ပြီเนาะ user ကကြောက်တုံးဖြစ်ပြီးတော့ computer ကမဖြစ်ကောင်းမလဲ computer က sixer ပေါ့ကြောက်တုံးဖြစ်ပြီးတော့ computer ရဲ့ choice ကအာโอเค s CISSOR 6ဆိုတာဆိုရင်အာကွန်ပျူတာရဲ့ choice က user ရဲ့ choice ကနော်အာဖြစ်ပြီးတော့ကွန်ပျူတာရဲ့ choice ကကြောက်တုံးတယ်အာတော့လည်းဘယ်လိုနိုင်ဘယ်လိုရှုံးမှာဟုတ်တယ်โอเคဟုတ်ပြီအရင်မှမှာဆိုလို့โอเคအဲ့လိုသာဖြစ်ရင် all ဆိုပြီးတော့လာမယ် user ရဲ့ choice ကအာ user ရဲ့ choice ကကြောက်တုံးဖြစ်ပြီးတော့ computer ရဲ့ choice က6ဆာဖြစ်လို့ရှိရင် all ဒါမှမဟုတ်ရင်ထပ်ပြောစားအောင်မယ် ပြီးွားရင် user ရဲ့ choice က sixer ဖြစ်ပြီးတော့ equal equal sixer ဖြစ်ပြီးတော့อืม and ပြီးရင် computer ရဲ့ choice က equal equal paper ဆိုရင်လည်းပဲဘယ်သူပဲနိုင်မှာပဲလေဟုတ်ပြီเนาะ user ကအာကက်ကြေးလုပ်ပြီးတော့ computer က paper ဆိုလည်းပဲဘယ်သူပဲနိုင်မှာလေ user ပဲနိုင်မှာပဲဒါကြောင့်မို့လို့ or နောက်တစ်ခုလာအောင်မယ် user ရဲ့ တူเนาะ or user ရဲ့ choice က equal equal paper ဖြစ်ပြီးတော့ uh and computer ရဲ့ choice က equal equal rock တာဆိုရင်ရောလူနိုင်ပါလေ user ပဲနိုင်ပါပဲဟုတ်ပြီเนาะ rock တာဆိုရင်ဘယ်လိုလဲ okay ခက်က r o c k r o c k rock oh r o c k rock တာဆိုရင်ဘယ်လိုပဲနိုင်ပါလဲဆိုတော့ user ပဲနိုင်ပါပဲဒါကြောင့်မို့လို့ you win ဆိုပြီးတော့ပေါ်ပြီးမယ်။အိုးလို့ဖြစ်တယ်။ Okay ဒါသာဆိုရင် print အဖြစ်မှာလေ you win Okay နော်မင်းနိုင်ပါတယ်ဆိုပြီးတော့ပေါ်ပြီးမယ်။ Okay S ဒါဆိုရင်ရော S ဒါဆိုရင်ထွက်စစ်စရာမလိုသေးကြတယ်ဟုတ်နော်တေလည်းမဟုတ်ဘူးနိုင်ရလည်းမဟုတ်ဘူးဘယ်သူနိုင်သွားရလဲ you lost ပေါ့ဒါဆိုရင်ကွန်ပျူတာနိုင်သွားပြီ you lost okay you look ဆိုပြီးပေါ်မှာပေါ့ okay ကဲ ဟုတ်ပြီအဲ့တော့ဒီချေတို့မရန်ခင်ဒီ program လေးကိုပြန်ပြီးတော့ပြောပါမယ်အဲ့တော့ဒီချေဘာလို့မှလဲဆိုတော့ကြောက်တုံးရယ်စက်ကူရယ်ကကြည့်ရဆိုရဲ program လေးတစ်ပုဒ်ကိုကြည့်မယ်အဲ့တော့ဘယ်သူနဲ့ဆော့မှာလဲဆိုတော့ကျတို့လူနှစ်ယောက်ရှိရမှာလေဒီမှာတော့လူနှစ်ယောက်မဟုတ်ဘဲနဲ့ကျတို့ကွန်ပျူတာနဲ့ဆော့မယ်ပေါ့ကွန်ပျူတာနဲ့ဆော့မယ်အဲ့တော့ကွန်ပျူတာကနေပြီးတော့ကြောက်တုံး paper အာကြောက်တုံးရယ်ဆောင်ရွက်ရယ်ကကြည့်ရတဲ့ကတစ်ခုကို choice လုပ်ခိုင်းမယ်ဒါကြောင့်မလို့အဲ့သုံးခုကိုကျတို့ဘယ်မှာထည့်ထားလဲဆိုတော့ list တဲကိုထည့်ထားတယ် ပြီးရင် user ကို choice လုပ်ခိုင်းတယ်မင်းပါထားချင်တာလေပျောက်တုံး paper ကကြီးတဲကတခုခုကို choice လုပ်ဆိုပြီးတော့ထားလိုက်တယ်အဲ့တော့ user choice ဆိုတဲ့ variable တွေကို user input ထည့်တဲ့ values ကိုထည့်လိုက်တယ်ပေါ့ပြီးရင် computer choice computer choice ကတော့တည်ကြတယ် computer ကနေ random number ထုတ်ပေးမှာ random number တော့မဟုတ်ဘူးပေါ့လေ random choice ပေါ့ဒီ list ထဲမှာရှိရကြောက်တုံးရဲ့ paper ရဲ့စက်ကူအဲ အပေါ် sorry ကြက်လွယ်ပေးပါကြက်ကြီးရဲထဲမှာရှိတယ် random တစ်ခုကို choice လုပ်တယ်တော့ computer choice တွေကိုထည့်လိုက်တယ်ပြီးွားရင် user choice ကဘာပါ computer choice ကဘာပါဆိုတဲ့ဟာလေးကို print ထုတ်ပြတယ်ပြီးရင်အချိန်ကိုစစ်တော့မယ်ဘယ်သူနိုင်လဲဆိုတာစစ်တော့မယ်လေအဲ့တော့ user ရဲ့ choice နဲ့ computer ရဲ့ choice နဲ့တူနေရင်တော့တရေပဲဘယ်သူမှမနိုင်ဘူးမဟုတ်ဘူး user ရဲ့ choice ကလေအာ rock ဖြစ်ပြီးတော့ computer ရဲ့ choice ကကက်ကြေးဖြစ်တာဖြစ်ဖြစ် user ရဲ့ choice ကအာကက်ကြေးဖြစ်ပြီးတော့ ဟုတ်နော်ကကြည်ဖြစ်ပြီးတော့ကွန်ပျူတာရဲ့ choice က paper ဖြစ်တာဖြစ်ဖြစ်ပြီးသွားရင် user ရဲ့ choice က paper ဖြစ်ပြီးတော့အဲကွန်ပျူတာရဲ့ choice ကကြောက်တုံးဖြစ်တာဖြစ်ဖြစ်တခုခုသာဆိုရင်တကြတဲ့ user နိုင်သွားပြီဒါကြောင့်မလို့ you win ဆိုပြီးတော့အခြေရပေါ်လိုက်မယ်မဟုတ်ဘူးဆိုရင်တော့တကြတဲ့တေးလည်းမဟုတ်ဘူးနိုင်ရလည်းမဟုတ်ဘူးဆိုတော့တကြတဲ့ you lost ဆိုပြီးတော့ပဲခြေပေါ်လိုက်မယ် okay အဲ့တော့ဒီ program လေးကို run ကြည့်ရအောင် okay အဲ့တော့ raw paper 6 sa တဲ့ကနေပြီးတော့ choice လုပ်ပါဆိုတော့ခြေ6 sa ထားလိုက်မယ် โอเคအဲ့တော့ computer အဲ user ချက် try ချက်ရွေးတာက6စာဟုတ်ပြီ computer try စတာက rock ဆိုတော့ဘယ်သူမှဘယ်သူရှုံးသွားလဲဆိုတော့ဒီချက်ရှုံးသွားပါတယ်ဟုတ်ပြီထပ်ပြီးတော့မြုပ်မယ်ချက်တခါ rock တုံးမယ်ကွာ rock โอเค ရှုံးလုံးမဲ့ဂျီချေက rock ကိုရွေးတယ်ကွန်ပျူတာကြီးက paper ကိုရွေးတယ်ဒါကြောင့်မလို့ဂျီကရှုံးလုံးမှာပဲကဲလာချေ paper ထပ်ရွေးမယ်ရဲ့ paper ထပ်ရွေးမယ် okay ဒါဆိုရင် okay ကွန်ပျူတာကပါရွေးလေ rock ကိုရွေးတယ်ဒါကြောင့်မလို့ you win ရဲ့နိုင်သွားပါပြီ ဟုတ်ပါပြီအားလုံးမဲ့ဒီ game လေးကိုအာ ရေးနားလိုက်မယ်ထင်ပါတယ်เนาะဒါကြောင့်မလို့ကျွဒီဂိမ်းလေးကိုရေးပြီးတော့ကျွကွန်ပျူတာနဲ့ဆော့ကြည့်ပြီးတော့ဘယ်သူနိုင်လဲဆိုတာကွန်မန့်မှာရေးခဲ့ကြပါအောင်เนาะဟုတ်ပြီဗီဒီယိုဆုံးတဲ့အထိကြည့်ရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်